အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်လည်း FA Cup ပွဲစဉ်တွေနဲ့တခြားသောပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲကြိုတုံးသက်အာခမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါ FA Cup ပေါ့နော်ဒါ Round 5အဆင့်မှာအာရှင်ပြိုင်ကစားမယ်ပေါ့နော်ဒါ Manchester United အတင်းနဲ့ Fulham အတင်းရဲ့ပွဲစဉ်လေးကိုခမန်းပေးကြပါတယ်ဒီပွဲစဉ်ကတော့လက်ရှိ Champion Manchester United အတင်းရပေါ့နော်ဒါ FA Cup Champion United ကတော့အင်္ဂလိပ် Ultra 4မှာ Fulham အတင်းကိုအဲအခံပြီးတော့ ရှင်ပြန်ကစားမဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့ Manchester United အသင်းရဲ့လက်ရှိအနေထားလေးကတော့ခန်းစစ်ပိုင်းကတော့အလုံးသိကြတဲ့အတိုင်းပဲနောက်ဆုံး၅ပွဲမှာ ပေးကူတွေတောက်လျှောက်ပေးထားရတာမျိုးရှိတယ်အနောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Ipswich Town ကိုဒါ3-2ကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ဒါပေမဲ့ခန်းစစ်ပိုင်းကပေါ့နော်ဂိုးတွေပေးနေရတော့မယ်ပေါ့နော် Ipswich ကို2ကိုးပြန်ပေးရတယ်ရှေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Everton ကို2-2ဆိုတဲ့တေးရလဒ်မျိုးထွက်ပေါ်ထားတာဖြစ်တဲ့အတွက်အဲ United ရဲ့နောက်တန်းကတော့ အဲလုံးဝ solid မဖြစ်တဲ့အနေအထားမှာတော့ရှိပါတယ်။ပူဝန်တင်းကတော့နောက်ဆုံးရှစ်ပိုင်းကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဒါ Wolf အသင်းကို2-1ဆိုတဲ့ရလဒ်မြူးနဲ့အဲအနိုင်ရရှိထားတယ်။ဆိုတော့ Head to Head လေးကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ပေါ့နော်။ Head to Head အရာဆိုလို့ရှိရင်တော့ United ကတော့အင်္ဂွေ Old Trafford မှာ ဒါဖူဟန်ကိုနောက်ဆုံး၄ချိန်တွေ့ဆုံမှုမှာတော့အသာကြီးရရှိထားပါတယ်။ United က၃ချိန်နိုင်ပြီးတော့ဖူဟန်၁ချိန်နိုင်တာမျိုးရှိတယ်။အနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ပေါ့နော်။အနီးကပ်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်ကတော့ဒါ Premier League မှာဒါဖူဟန်တင်းရဲ့အင်္ဂွင် Caravan Cottage မှာဆိုလို့ရှိရင်တော့ United က1-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်။ဒါကြောင့်ထိတ်တိုက်တွေ့ဆုံမှု head to head အရာတော့ Manchester United အသင်းကဖူဟန်အသင်းပေါ်ကိုအဲတော်တော်လေးအသာကြီးရရှိထားတာမျိုးတော့အဲရှိပါတယ်။အဲဒါမဲ့လည်းခုနပြောလို့ပေါ့နော်။ United အနေနဲ့ကလည်းလက်ရှိချိန်တွေမှာ ခန်းစပိုင်းကအကောင်းဆုံးပုံစံကိုမရသေးတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာဖူဟန်တင်းရဲ့ twin goal တွေကိုလည်းခွင့်ပြုရနိုင်ပွဲရှိရလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးနှစ်ချိန်တွေ့ဆုံမှုမှာတော့နှစ်တင်းလုံးကဒါ goal အောက်ခဲ့တိုင်းမျိုးရှိ United ကကြီးပဲပေါ့နော်ဒါ1-0 1-0ဆိုတဲ့ရလက်မျိုးတွေနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက် goal အောက်ခဲ့တိုင်းမျိုးရှိတယ်အဲလက်ရှိအရှဆေးကွက်ရဲ့အကျော်ပေးမှုမှာဆိုလို့ရှိရင် Manchester United တင်းကအင်ကွင်းအတာချက်ရှိတယ်ဒါပေမဲ့ဂျေးကတော့နည်းနည်းလေးပါနေလို့ကျွန်တော်ထင်တယ်ပေါ့နော်မနက်ပိုင်းကဒါ180လောက် အနိုင်ပေါက်ပြီးတော့ဗောနလက်ရှိမှာတော့ level 50လောက်ထိအဲကြီးလေးကြီးကြလာတာမျိုးတွေ့ရတယ်ဗောနဒါကြောင့်အဲ United အနေနဲ့ကြီးအောင်ပါမလားတစ်ချက်စဉ်းစားရမှာဗောနဘာလို့ဆိုတော့အင်ဂွေအတာချက်လည်းရှိနေတယ်ပြီးတော့လက်ရှိ champion ထိတဲ့တွေ့ဆုံမှုတိုင်းမှာလည်းဖူဟန်ကိုအသာစီးရရှိနေတဲ့အနေအထားမှာလူစင်းလဲပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တော့ United ကအဲတိုးချင်းဆွဆောင်ရင်မြင်ပါတယ်ကစားသမားတွေဖူဟန်ထက်တော့အများပါတယ် ပွင့်လင်းပြောရင်ဒီပွဲစဉ်က United အနေနဲ့အနည်းဆုံး level 80လောက်တော့ရေးရတင်းတင်းပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော် level 90ဆိုတဲ့အနေထားလေးကတော့အနည်းငယ်လေးပါတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အပြောင်းလဲလေးတော့ရှိနိုင်တယ်ပေါ့နော်အကျော်ပေးမှုကတော့အဲဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်လည်း3လုံး80ဆိုတဲ့အနေထားကတော့ဂိုးပေါ်ကများဆွဲခေါ်နေတာလားပေါ့နော် United နောက်တန်းကလည်းဂိုးတွေပေးနေရတယ် ဖူဟန်တင်းလဲကိုရနိုင်ဖို့ရှိရပေါ့နော်ဖူဟန်တင်းမှာလဲဒါတိုက်စစ်ပိုင်းမှာတူချင်းဆောက်ဆောင်ရင်မြန်မာတွေကစားသမားတွေရှိနေတာဖြစ်တဲ့တော့ပေါ့နော်ဖူဟန်တင်းလဲကိုရနိုင်ဖို့ရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်စိတ်ထင်ပေါ့နော်ဒါတရရလက်ကူများဥတီသွားမလားပေါ့မိနစ်60အတွင်းမှာပေါ့နော်နှစ်တင်းရဲ့ line up ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ United ကတော့အနည်းငယ်တားတယ်ဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လဲအာကနာချိုရို Ramos White Land တို့ Zasi တို့ပွဲထွက်လာဖို့ရှိတယ်။ကွင်းလဲမှာဆိုလို့ရှိရင်လဲဒါ Bruno Fernandes နဲ့ Ugarte တွဲထွက်လာပြီးတော့ပေါ့နော်။ အဝင်းဘတ်တီမှာကတော့ဓမဇောရီတို့ဒါလော့တို့ရှိနေမယ်စင်တာဘက်မှာဆိုလို့ရှိရင်လည်း United အနေနဲ့ကတော့ဒါပြီးခဲ့ရပွဲစဉ်အတိုင်းပဲပေါ့နော်အမကွာယာကိုအသုံးပြုလာဘူးတော့ရှိနေတယ်နောက်ခံလူ3ဘက်မှာဆိုလို့ရှိရင်အကျွန်တော် ဒါပြင် delay နဲ့အဲ euro ရုပ်ပွဲထွက်လာနိုင်ပွဲရှိတယ်ဒါကတော့ united တင်းရဖြစ်နိုင်ပွဲရ line နဲ့ပြီးတော့ goodma onana onana ကတော့အမားများနေတာမျိုးရှိရတဲ့ပေါ့နော် united fan တွေတောင်မှအားမရတာမျိုးလीတော့ရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာလည်းအမားမလုပ်ဖို့တော့လူတယ်တစ်ဖက်ကဖူဟန်တင်းရလည်းတူးချင်းဆွဆောင်ရင်မြန်မာတွေကစားသမားတွေတော့ရှိတယ် united ပေါ်စားလို့မရဘူးပေါ့နော်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါရွေးချယ်စရာအဟီမီနက်စ်တို့မြူနစ်တို့ရှိတဲ့အပြင်တောင်မန်နီမှာဆိုလို့ရှိရင်တော့ဒါပါရဲလာတို့ထရာအိုရီတို့ သုံးလာလို့ရတယ်ပေါ့ဒါအပြင် EOB လို့ကစားသမားမျိုးတွေရှိတယ်ကွင်းလဲမှာဆိုလို့ရှိရင်လည်းဒါ Bark တို့ Lucas တို့ပေါ့နော်အပြင် Castagni တို့လို့ကစားသမားတွေရှိတယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းဒါ Isadio တို့ Anderson တို့ပေါ်ထွက်လာဖို့ရှိတယ်ပေါ့နော်ဂိုးသမားကအဲ Lino ဆိုတော့နှစ်သင်းစလုံးရဲ့လူစင်းကတော့တော်တော်လေးကို တောင့်တင်းနေဒါပေမဲ့ခုနပြောလို့ United ရဲ့အကျော်ပေးမှုကအနည်းငယ်လေးပါတယ်ပေါ့နော်ပြော့တယ်လို့ကျွန်တော်ထင်တယ်အကျော်ရှိရပြောလို့ပေါ့နော် level 80လောက် United နိုင်မယ်ဆိုလို့ရှိရင်တော့ ပြင်းပြင်းထန်ထန်လေးပေးတင်တာမျိုးရှိတယ်။ပရီးမီးယားလီးဂ်မှာတွေးဆုံတော့လည်း United ကအိမ်ကွေးမှာအဲ့လိုမျိုးကြေးမျိုးတွေပေါ့နော်။အဲပေးခဲ့တာမျိုးရှိတယ်ပေါ့နော်။လက်ရှိမှာတော့ဒါ level 90ဆိုတာကတော့တော်တော်လေးပြော့တယ်လို့တော့ကျွန်တော်ထင်တယ်။ဂိုးပေါင်းချင်းချက်ချိန်ကြည့်မယ်ဆိုလို့ရှိရင်လည်း3လုံး80ဆိုတာအပေါ်ခေါ်နေတာလားပေါ့နော်။ဒါကြောင့်ကျွန်တော်ထင်တာကတော့ penalty ထိသွားလိမ့်မယ်လို့တော့ထင်တယ်။မိနစ်90အတွင်းမှာတော့ကျွန်တော်ရဲ့အမြင်ရဆိုလို့ရှိရင်ဒီပွဲစဉ်ကတစ်ဖက်တစ်ကိုးစီဆိုတဲ့ရလက်မျိုးအဖြစ်သွားလိမ့်မယ်လို့တော့ထင်ပါတယ်။ဒါကတော့ဒီပွဲစဉ်အပေါ်ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်။ အဲ့တော့ပွဲစဉ်ကတော့ Newcastle အသင်းနဲ့ Brighton အသင်းရဲ့ပွဲစဉ်ဒီပွဲကလည်းပွဲကောင်းအဲတနင်္ဂနွေနေ့ည8:15မှာ Castle အသင်းရဲ့အိမ်ဝင်စင်ချိန်ပတ်မှာကစားမယ့်ပွဲစဉ်ဆို Newcastle အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရလပိုင်းမကောင်းတာဘူးအသင်းကြီး2သင်းဖြစ်တဲ့ City ကို၉ပြတ်ရှုံးတယ်4-0နဲ့ Liverpool ကို2-0နဲ့ရှုံးတာတယ်ဂျားထဲမှာကစားခဲ့တဲ့ Forest နဲ့ပွဲစဉ်မှာတော့4-3ဆိုပြီးတော့နိုင်ထားတာမျိုးရှိတယ်ဆိုတော့ Castle ရဲ့နောက်တန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၃ပွဲမှာ၉ဂိုးအထိ ပေးထားတာဖြစ်တဲ့အတွက် အာကာဆယ်အနေနဲ့ရတော့ဗောနောနောက်တန်းမိုင်းလေးပြဿနာရှိရလို့ပြောရမှာလေးဖြစ်တယ်နောက်တစ်ချက်ကဒီပွဲစဉ်ကိုလည်းဗောနောတိုက်စစ်မှု iset လွဲချော်မလားတစ်ချက်တော့ကြည့်ရမယ်နောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်မှာအာလီဗာပူးတင်းရဲ့ပွဲစဉ်မှာဗောနော iset ပေါဝင်လာတာမျိုးမရှိဘူးဗောနောတစ်ဖက်က brighton တင်း brighton တင်းကတော့နောက်ဆုံး၄ပွဲဆက်မှာရလက်ပိုင်းတွေတော်တော်လေးကောင်းလာတယ် chelsea ကိုနှက်ကြောနိုင်လာတာမျိုးရှိတယ်အာ premier league ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း southampton ကို4-0နဲ့နိုင်ထားတယ်လို့နောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်မှာလည်း ခြေတက်နေတဲ့ဖုံးပေါက်ကို2-1ဆိုတဲ့ရလဒ်မြူးနဲ့အနိုင်ရရှိခဲ့တယ်။ပြီးတော့သူတို့အတင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်တော့ဒါမီတိုမှာနောက်ပိုင်းပွဲစဉ်တွေမှာ twin goal တွေတောက်လျှောက်ရနေသလိုပေါ့နော်။အခြေစွမ်းပြသနေတာမျိုးရှိတယ်။ပြီးရင်တိုက်စစ်ပိုင်းမှာပေါ့နော်။အာဂျာဝပဒရိုအတင်းကြီးတွေကတော့မှစိတ်ဝင်စားနေလူကစားသမားမျိုးတွေပါဝင်လာတာဖြစ်တဲ့အတွက်ပေါ့နော်အာကာဆယ်လည်းတကယ်လို့အီဆက်တို့ကပါဝင်လာမယ်လူဆုံလာမယ်ဆိုလို့ရှိရင်တော့အပြန်အလှန် twin goal တွေနဲ့ အာဖရိကပွဲကောင်းတစ်ပွဲကိုကျွန်တော်ကြည့်ရမယ်လို့ထင်တယ်။ဒီနှစ်သင်းကလည်းဒါပရီးမီးယားလိမှာတွေးဆုံနိုင်လဲဒါပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ဗောနော်အပြန်လန်သွင်းကိုတွေကိုမြင်တွေ့ရလိမ့်ရှိတယ်ဗောနော်ထိတိုက်တွေးဆုံမှုတိုင်းမှာဆိုတော့ကာဆယ်သင်းရဲ့အိမ်ကွင်းစင်ချင်းဘက်မှာနောက်ဆုံးတွေးဆုံမှုနှစ်ချိန်မှာတော့ဘရိုက်တန်ကအသာစီးရရှိထားတယ်။အာ2024မေလတော့ကစားခဲ့တဲ့ပွဲစဉ်မှာ1-1ဆိုတဲ့တေးရလက်ထွက်ပေါ်ပြီးတော့အော်တိုဘာ19မှာကစားခဲ့တဲ့ပွဲစဉ်မှာတော့ဘရိုက်တန်က ဝမ်းစီဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်စိန်ချင်းပတ်နောက်ဆုံး2ချိန်မှာတော့ Brighton ကတော့အနည်းငယ်အပါကြီးရရှိထားတယ်။အနီးကပ်ဆုံး3ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Brighton က2ချိန်နိုင်ပြီးတော့1ချိန်တည်ကြရတာဖြစ်တဲ့အတွက်ပေါ့နော်။ Brighton ကတော့မှ Castle ကိုဒီနှစ်အပိုင်းခြားတွေမှာအပါကြီးရရှိရလို့အဲကျွန်တော်သုံးသပ်ရမှာလည်းဖြစ်ပါတယ်။လူစင်းကလည်း2သင်းကြားထဲမှာအရင်ကြီးတော့မကွာဘူးပေါ့နော်။ကျွန်တော်ရှေ့ရပြောလို့ဆိုတော့ဖြစ်နိုင်ွယ် line net လေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Castle ကကျွန်တော်ထင်တယ်ဒီဘွဲကိုလည်းအစ်ဆက်လွဲချော်ဦးမယ်လို့ထင်တယ်။ဒါကြောင့် လေဗမူသင်းကိုရင်ဆိုင်သွားတဲ့ lineup ကိုပဲအဒီဟောင်းအနေနဲ့အသုံးပြုလာမယ်လို့ကျွန်တော်ထင်တယ်ဒါအန်တိုနီဂေါ်ဒွန်ကောလီဝုဆင်ရဲ့တစ်ဖက်မှာမာဖီရဲ့တုံးလာမယ်ကွင်းလဲမှာဆိုလို့ရှိရင်လေထိုနာအလီပေါ့နော်ပြီးရင်ဂရီမာရစ်နဲ့ဝီလော့တို့ကိုပဲတုံးလာဖို့ရှိတယ်နောက်ခက်လူတွေနေရာမှာဆိုလို့ရှိရင်လေအာလီဗာမန်တို့ လူဝစ်ဆောဒန်နီဘန်းနဲ့ပေါ့နော်အပေါ့ရှာတို့ပေါ်ထွက်လာမယ်ဂိုသမားကလည်းနစ်ပုတ်ဒီပုံစံလိုင်းလေးပဲပေါ်ထွက်လာနိုင်ပွဲရှိလို့ကျွန်တော်ထင်တယ်အဒါမှမဟုတ်ရှိရင်လည်းထရီပီယာဒီပွဲစဉ်ကိုပေါ့နော်ပြန်ပြီးတော့ပေါင်ဝင်လာနိုင်ပွဲလည်းရှိတယ်ဒါသူတို့အသင်းအသင်းကောင်းဆောင်ပေါ့နော်တစ်ဖက်က Brighton အသင်း Brighton အသင်းကလည်းဒါ၄နှစ်၃တစ်ဆိုတဲ့ကစားကွက်မျိုးနဲ့ပေါ့နော် Pedro ကိုအထောင်ထားပြီးတော့တောင်မန်နီမာကတော့ဒါ Mintash ရဲ့ခြေစွမ်းပြနေတဲ့အာရှာသား အာမီတိုမာရေပေါ့နော်အသုံးပြလာဖို့ရှိတယ်အကွင်းလေတွေမှာဆိုလို့ရှိရင်လည်းလက်ရှိမှာခြေစွမ်းပြပြီးတော့အတင်းကြီးတွေအားစိတ်ဝင်စားနေတဲ့ဘာလီဘာလိုကစားသမားမျိုးတွေပြီးရင်ဂိုမတ်နဲ့ရော်တာတို့လိုကစားသမားတွေပေါ်ထွက်လာဖို့ရှိတယ်အနောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းလမ်သေးပေါ့နော်ဒါ S2 ပညာပြန်ပါလာမယ်ပေါ့နော်ဖူဘတ်ဒီနေရာမှာဆန်နာဘတ်မှာကတော့အသင်းကောင်းဆောင်အတန်ဝါစတာနဲ့ပြီးရင်ကျွန်တော်တို့ဒါဖန်ဟက်ကီပေါ်ထွက်လာမယ်ပေါ့နော်ဂိုသမားကတော့ဗာဘရူဂျန်ဆိုတော့နှစ်သင်းစလုံးရဲ့လိုင်းနက်ကတော့တိတ်မကွာဘူးဆိုတော့ကာဆယ်ကအင်ဝင်အားတာချက်ရှိတယ်ဆိုရင် Brighton လက်ရှိမှာ ခြေစွမ်းတက်ပြီးတော့တိုက်စစ်ပိုင်းကောင်းနေတဲ့အနေထားရဲ့ကာဆယ်နောက်ဆုံး၃ပွဲမှာဂိုးတွေတောက်လျှောက်ပေးနေတဲ့အနေထားရဲ့မှာတော့ဒီပွဲစဉ်ကကျွန်တော်ရှေ့ရဘလူပေါ့နော်ဟိုမြန်မြန်ဆိုင်ဆိုင်အပြန်လန်တွင်းကိုတွေကိုမြင်တွေ့ရမယ့်ပွဲစဉ်လို့ကျွန်တော်ထင်တယ်။အထွတ်ပေါ်လာတဲ့လက်ရှိကြေးအနေထားအရတော့အရှအကျော်ပေးမှုမှာတော့ကာဆယ်ကတော့အိမ်ဝင်အတားချက်ရှိတဲ့အတွက်ကိုပေါ့နော်။ level 85လောက်အကျော်ပေးလာတာမျိုးရှိတယ်။အဲဂိုးပေါင်းအရတော့ဒါ၃လုံးကိုအာတည်ရီဆိုတဲ့အနေထားမျိုးလေးပေါ့နော်။ပေးကောင်းပေးလာနိုင်နေပြ။ အနည်းငယ်လေးအပြောင်းလဲတော့ရှိနိုင်ပွဲရှိတယ်အဲဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့အဲကာဆယ်ကိုလည်းတိတ်တော့မကြိုက်ဘူးပြ Brighton တော့မှအနည်းငယ်လေးပိုကြိုက်နေတာမျိုးရှိတယ်ပေါ့နော်အဲဒီပွဲမှာတော့ကျွန်တော် body test ဆာလို့ရှိရင်တော့အဲဂိုးပေါင်းအပေါ်လေးကိုတော့ပို့ပြီးတော့ရွေးချယ်ပေးနေတာမျိုးရှိတယ်ဒီပွဲစဉ်ကကျွန်တော်ထင်တယ်ကာဆယ်လည်းအိမ်ဝင်ဖြစ်တဲ့အနေအထားဆိုတော့အဲဂိုးရရှိဖို့ရှိတယ်လို့ပေါ့နော်တဖက်က Brighton အသင်းရဲ့တိုက်စစ်ကလည်းတကယ်ကိုကောင်းမွန်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီပွဲစဉ်ကဒါ1-1ဆိုတဲ့ရလက်မျိုးကနေစကြည့်ရမယ်ပွဲစဉ်လို့ကျွန်တော်ထင်တယ်အနိုင်ရရှိသွားမယ့်အသင်းအနေနဲ့ကလည်း အာဒါ21ဆိုတဲ့ရလမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပေါ့နော်22ဆိုတဲ့ရလမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုလိုတဲ့သဘောကတော့ဒီပွဲစဉ်ကအပြန်လန်သွင်းကိုးတွေနဲ့ဒါဂိုးများသွားမဲ့ပွဲစဉ်လို့ထင်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်လေးကိုအရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဒါကတော့တနင်္ဂနွေနေ့မှာအရှင်ပြိုင်ကစားမယ်ပေါ့နော် FA Cup Round 5ပေါ့ပင်စမအဆင့်မှာရှင်ပြိုင်ကစားမယ်ပွဲစဉ်2ပွဲအပေါ်မှာပေါ့နော်ကျွန်တော်ရဲ့အမြင်နဲ့အကြိုက်အသင်းလေးတွေပေါ့နော်အသုံးသက်ချက်လေးကိုတင်ဆက်ပေးခဲ့တာလေးဖြစ်ပါတယ်အာဆိုတော့အမြင်လေးတွေကို comment box မှာဝင်မျှပေးတော့ခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ